တိတ်ပံပညာရှင်များက အုံနောက်အစစ်ဟာနှလုံးဖြစ်ကြောင်းယခုခေတ်မှအံဩဘွေရာတွေ့ရှိခဲ့ကြတယ်ဒီထက်ပိုပြီးအံဩဘွေရာကောင်းတာကတော့ကုရ်အန်ကနှစ်ပေါင်း1400မတိုင်မီကတည်းကဖော်ပြထားခဲ့ခြင်းဖြစ်တယ်ကုရ်အန်အဓိပ္ပာယ်နှင့်ဒါဝတ်ဘီနီသင်တန်းသင်ခန်းစာနှစ်အလ်ဟမ်ဒူလ illah နှလုံးထဲမှာတွေးခေါ်ဉာဏ်ပညာကိုတည်ယူကအချက်အလက်များကိုသိသိပြီးတဲ့ အာယုံကျော်ဆိုင်ရာစင်တာများပါဝင်ကြောင်းသိပ္ပံပညာရှင်များကရှားဖွေတွေ့ရှိခဲ့ကြတယ်။နှလုံးမှာအာယုံကျော်ဆဲလ်ပေါင်း4000ပါဝင်ပြီးနှလုံးဟာအုံနောက်အစစ်အမှန်ဖြစ်တယ်။ဘလောက်အောစရာကောင်းလိုက်တယ်လဲဆိုရင်ကုရ်အာန်ကနားလည်နိုင်တဲ့စိတ်နှလုံးများလို့တိတိကျကျပေါ်ပြထားလျာတမန်တော်မုဟမ္မဒ်ဆလ္လာလ္လာဟူအလိုင်းဝဆလမ်ကဘယ်လိုလုပ်ပြီးဒီပညာရက်ကိုရရှိလိုက်တာပါလဲကုရ်အာန်ကပဲအဖြေပြန်ပေးလိုက်တယ် ငိုကောင်းငင်များနဲ့မြေပထဝီမှာရှိတဲ့လျှို့ဝှက်ချက်ကိုတီးတဲ့အရှင်ကပဲကုရ်အန်ကိုချပေးထားတာဖြစ်တယ်။ဒါကြောင့်တမန်တော်ကပြောပြနိုင်တာပါ။ဒီလိုမြဝါထင်နေမြင်နိုင်တဲ့သက်တည်တာရကတကူတော်တွေဟာကုရ်အန်ထဲမှာထောင်နေချီပြီးရှိပါတယ်။ဒါကြောင့်မယ်ကုရ်အန်ဟာတသက်တည်တာရကတကူလက္ခဏာအဖြစ်မလုံလောက်ဘူးလားလို့အရှင်မြတ်ကမေးထားတာပါလုံလောက်ပါတယ်အလ်ဟမ်ဒူလ illah ဒါကြောင့်ကုရ်အာန်ကို လေ့လာပြီးအီမန်လက်ခံသွားကြတဲ့သူတွေဟာခေတ္တိုင်းမှာအမြောက်များရှိနေကြတာဖြစ်ပါတယ်။ကုရ်အာန်ကိုအဘိဗေနဲ့တက်ကွာလေ့လာပြီးအမြင်မှန်ရရှိကြပါစေ။အာမင်။နားလည်မှုအလုတ်ကိုလုတ်တဲ့စိတ်နှလုံးအကြောင်းကုရ်အာန်ကအခုလိုဖော်ပြထားပါတယ်။အဖလမ်ယစီရူဖီလ်အာရဒီဖတကူနလဟွမ်ကူလူဘွန်ယအကီလူနာဘီဟာ တို့ပါလေသူတို့ဒီမြေပထဝီတွင်လဲ့လေသွာလာမှုကို မပြုခဲ့ကြသလားထို့သူပြုခဲ့ကြလျင်သူတို့တွင်နားလည်နိုင်သောစိတ်နှလုံးများရှိလာကြလိမ့်မည်ကုရ်အာန်စူရာ22အာယတ်46အဖလမ်ယစီရူတို့ပါလေသူတို့ဒီလဲ့လေသွာလာမှုကိုမပြုခဲ့ကြသလားဖိလ်အာရဒီမြေပထဝီတွင်ဖတ်တကူနတို့ဖြစ်ရရှိလာကြလိမ့်မည်လာဟွန်သူတို့တွင်ကိုလူပွန်စိတ်နှလုံးများ ယာကီလူနာနားလည်နိုင်သောဝိဟာထူအရာဖြင့်ဒီအာယတ်ထဲမှာပါရှိသောဖိအလ်ကရိယာများစာရယစီရူသူလဲ့လဲသွားလာခဲ့သည်သူလဲ့လဲသွားလာသည်သူလဲ့လဲသွားလာပြီကာနာယကူလို့သူရှိခဲ့သည်ဖြစ်ခဲ့သည်သူရှိသည်ဖြစ်သည်သူရှိမည်ဖြစ်မည်အာကာလယကီလူ ူနားလဲခဲ့သည် သူနားလဲသည် နားလဲသည်နားလဲခြင်းအလုတ်ကိုစိတ်နှလုံးကလှုပ်ကြောင်းနှစ်ပေါင်း1400မတိုင်ခင်ခရဲကကုရ်အာန်ကမိတ်ထားတာမှန်ကန်ကြောင်းကို ယခုခေတ်ပသိပ္ပံပညာရှင်များကစံသက်တွေးရှိကြတယ်ကုရ်အာန်မှန်ကန်ကြောင်းထင်ရှားလာတဲ့အသည့်အရှင်မြတ်ကတည်တည်ပြမယ်လို့ခရီးပြုထားတဲ့အတိုင်း အမှန်တွေ့မြင်ကြရခြင်းဖြစ်ပါတယ်အလဘက်ကိုလာကြပါမိတ်ဆွေအပေါင်းတို့အလကအမှန်ပဲပြောပါတယ်ကုရ်အာန်ထဲမှာအမှန်တွေ့ကြည့်ပါဒါကိုနားလည်အောင်ကြိုးစားထားပါတင်နန်းမှာမိမိနားလည်သလိုပြန်ပြောပြရပါမယ်ဆရာဟာရှင်တင်မြတ်